ကောင်းမြတ်တဲ့မင်္ဂလာညချမ်းဖြစ်ကြပါစေ။ရှင်တော်ဗုဒ္ဓဟောမိန်ကလေးတရားဓမ္မတွေနာယူမတန်ကြင်ကြင်ကြိုးစားပွားများအထောက်ကြရွေတရားတို့တရားမြတ်တွေလျှင်မြင်စောစွာရကြရောက်ကြပါစေ။ဘေးရန်ပေါင်းရဟန်းပေါင်းအနေရပေါင်းနေမှကင်းစင်ဝေးကြပါစေလို့ဆုတောင်းမေတ္တာရှိဦးပိုင်းမှာပို့တာရဲ့နဲ့ ယနေ့ညဘေးရင်ဤပေါ်နေတဲ့ကမ္ဘာလောကကြီးဒုက္ခတွေဝိုင်းရံပြီးတော့မြတ်စွာဘုရားဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့တရားဝေနေရတဲ့ကိုယ်စိတ်နှမဆင်းရဲနေကြတဲ့တန်တရာရဲ့ဆွေတော်မျိုးတော်ပေါင်းအလုံးတွေတဖန်တလန်းကနေပြီးတော့ခွန်အားဖြစ်စေတဲ့စကလုံးလေးတွေရွေးချယ်ပြီးတော့ မြတ်ဗုဒ္ဓရဲ့ကောင်းတို့ရာရာဒေသနာတော်များစွာတည်းကအင်္ဂုတ္တရနိကေအထက်ကနိပတ်ပထမဗလံတုတ်မှလာတဲ့အကြောင်းအရာလေးကို ခြေခံပြီးတော့ယနေ့ညကျေးဇူးဆက်ပေးရစီဗျာပကြောင်းအရာတွေလဲလို့မေးရင်လောကလူသားတိုင်းလူသားတိုင်းကိုယ်ဘဝရဲ့အခြေအနေ ကိုယ်ရင်ထဲမှာရှိနေတဲ့အတ္တချက်အနေချက်မင်္ဂန်စွာတရှိဖို့လိုတာပေါ့မင်္ဂန်စွာတရှိဖို့လိုအပ်ရကိုယ်ရင်အတ္တချက်အနေချက်ဒီမင်္ဂန်စွာတရှိလို့ရှင်ရင်ကိုရှောက်တဲ့ဘဝလန်းအတ္တချက်ကဘယ်သူ့အနေချက်ကဘယ်ဝါကောင်းစွာတိမယ်ဆိုလို့ရှင်ရင် ဘယ်လက်နဲ့ကိုဘယ်နေရာမှာထုတ်သုံးရမယ်ဆိုတာကောင်းစွာတိမြင်လာမှာဖြစ်ပါတယ်လူသားတိုင်းလူသားတိုင်းတရားဝင်နေရာတိုင်းတရားဝင်နေရာတိုင်းဟာကောင်းသောလောကရဏီနဲ့များစွာကြုံတွေ့ရသလိုသုသောလောကရဏီလည်းပဲများစွာကြုံတွေ့နေနေကြကျုံတွေ့နေရတဲ့လောကရန်တရားတွေရင်ဆိုင်ကြော်လို့ဆိုရင် ကိုယ်ရင်ထဲမှာရှိတဲ့အတ္တချက်အနှဲချက်တွေမှန်ကန်စွာသိရှိဖို့လိုတာပေါ့။ကောင်းပါပြီဗျာ။တလုံးပြောရင်သဘောပေါက်ပါတယ်။မြတ်ဗုဒ္ဓပြောခဲ့တဲ့သေတနာတော်တွေကနေပြီးတော့အနည်းငယ်ပြောခြင်းတဲ့အကြောင်းအရာလေးကအတ္တချက်ဖြစ်စေတဲ့အရာလေးတွေတနည်းပြပြောရရင်ကိုယ့်ရဲ့ခွန်အားပေါ့။ကိုယ့်ရဲ့အာအင်ပေါ့။ဒါလေးတွေသိရှိစေဖို့ အောက်ခြေကနေစပ်ပြီးတော့ပြောမယ်ဆိုလို့ရှင်လူဘဝပရိသန်တွေကနေပြီးတော့စတဲ့ပြီးတော့ကလေးတငယ်တွေဘဝကိုလာလဲဆဲလာဘဝကနေပြီးတော့ကလေးငယ်အွယ်အွယ်လေးတွေပေါ့အဲ့ဒီကလေးလေးဘဝကနေပြီးတော့စတဲ့ပြီးတော့ကြည်ကြည်မယ်ဆိုလို့ရှင်ကလေးတငယ်တွေရဲ့ခွန်အားဟာမပဲလိုခြင်းလိုခြင်းမလို့တယ်ငိုတာပဲငိုတာမချင်ရင်နေကြိုက်လို့လည်းမပြောနိုင်ဘူးလေနော်ဘာလို့တယ်ငိုတာပဲ နုဇာပြန်တော့လည်းမလုပ်တယ်လဲငိုတာပဲမေတို့ဖေတို့နဲ့ဘာလို့လဲစကားမပြောတတ်ပေမဲ့လို့လည်းပဲအမေရဲ့မေတ္တာအဖေရဲ့မေတ္တာနင်းနေထွေးထွေးနေခြင်းမြင်တော့လည်းပဲငိုတာပဲဇကလုံးလေးသလုံးလေးနဲ့ပြတ်အောင်ပြောတော့ကလေးငယ်တွေရဲ့ခွန်အားဟာငိုကြွေးခြင်းပဲငိုကြွေးခြင်းပဲဒါကြောင့်ကလေးတွေကတခုခုလိုချင်တာပြီဆိုလို့ရှိရင်ငိုကြဒါကြောင့်ငိုကြွေးခြင်းဟာ ကလေးတငယ်လေးတွေရဲ့ခွန်အားပဲတဲ့ဒါနံပါတ်၁ပါဗျနောက်နံပါတ်၂ကတော့ကလေးတငယ်တွေကိုမွေးဖွားပေးလိုက်တဲ့အမျိုးသမီးတွေပေါ့အမျိုးသမီးအမျိုးသမီးတွေရဲ့ခွန်အားတော့အလုံးသေးတဲ့အတိုင်းပဲစကလုံးလေးနားရရောက်အောင်ပြောတော့စိတ်ဆိုးခြင်းပဲစိတ်ဆိုးတယ်စိတ်ကောက်တယ်ပေါ့ လူကျင်တာတွေဖြစ်ကျင်တာတွေတခုခုစိတ်တိုင်းမကြတော့ဘူးလူကျင်တာတွေမရတော့ဘူးဖြစ်ကျင်တာတွေမဖြစ်ရတော့ဘူးသူစိတ်တိုင်းမကြနေဘူးဆိုလို့ရှိရင်ဘာလို့လဲစိတ်ဆိုးတော့တာဒါကြောင့်အမျိုးသမီးတွေရဲ့ခွန်အားဟာစိတ်ဆိုးခြင်းပဲတဲ့ညံတော့အဖြစ်ပေါ့နော်ရေုံရဇကလုံးလေးဒီနေရာမှာထဲ့သုံးမရစေတော့ညံတော့အဖြစ်အမျိုးသမီးတိုင်းတော့မဆိုးလို့ပါဘူးဗျညံတော့အဖြစ်အမျိုးသမီးတို့ရဲ့ခွန်အားဟာတော့စိတ်ဆိုးခြင်းပါပဲတဲ့ ကောင်းပါပြီဗျာနှစ်ချက်ရသွားပါတုံးနယ်မဲ့နေနေရတော့လောကလူကောင်းတွေရှိသလိုပဲဆန်းကျင်ဘက်နေနေလူဆိုးတွေရှိတယ်ကိုဆိုလူနိုင်နေတဲ့ပုဂ္ဂိုလ်တွေပေါ့ရှေ့တုန်းကသကလုံးလေးယူသုံးတော့ဓမြတွေပေါ့တကူဓမြတွေရဲ့ခွန်အားတော့မလုပ်တယ်လေသူတို့ရဲ့သုံးတဲ့လက်နက်ကတော့ဒုဒ္ဓားတွေဟုတ်တာပေါ့ လူလူချင်းလက်လက်ချင်းဆိုလို့ရှိရင်ဆန်းကျင်ဘက်ကောင်းတဲ့ပုံကိုယ်တွေရဲ့ရှင်လုံးလို့ရတယ်လေနော်အရှင်သာမေတ္တာတရားတွေအသိဉာဏ်တွေနေတဲ့ခါကျတော့ကောင်းတဲ့ပုံကိုယ်တွေကိုဓမြတွေတခိုးတွေကဘာလို့လဲဒုဒ္ဒလက်နဲ့တွေကင်ဆောင်ပြီးတော့လူရဲ့တောင်းချမ်းတာဒါကြောင့်ဓမြတခိုးတွေရဲ့အတုံးချတဲ့လက်နဲ့ရှေးကစကလုံးလေးနဲ့ကပ်ပြောတော့ခွန်အားပေါ့သူတို့သုံးတဲ့လက်နဲ့ကတော့ ဒုဒ္ဒါပါပဲတဲ့သုံးနံပါတ်ရတော့ပါပြီဗျနောက်၄နံပါတ်ကတော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုံကိုယ်တွေရဲ့ခွန်အားပေါ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုံကိုယ်တွေရဲ့ခွန်အားတော့အမိတ်အာနာပဲဖြစ်ပါတယ်အမိတ်အာနာအဲ့ဒီအမိတ်အာနာကတော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုံကိုယ်တွေဟာအမိတ်အာနာနဲ့တိုင်းတူပြည်သားတွေကိုအုပ်ချုပ်ကြပါတယ်တဲ့ကောင်းပါပြီဗျာ အကျေမချဲ့လို့ပါဘူးနောက်နံပါတ်5ကတော့လူပြင်းလူညံ့နေလောကမှာလူဖြင်းနေတဲ့ပုံကိုယ်တွေလူညံ့နေတဲ့ပုံကိုယ်တွေအများကြီးပဲအဲ့ဒီလူပြင်းလူညံ့နေရဲ့သုံးတဲ့အသုံးပြုတဲ့လက်နက်လိုပဲပြောပြောခွန်အားလိုပဲပြောပြောဘာလဲလို့မေးလို့ရှိရင်အပြစ်ပြောခြင်းပဲအပြစ်ပြောတာ တို့တော်ဘာပြစ်တယ်ကြီးရှံဖွေပြီးတော့ပြောတယ်မရှိရှိအောင်ရှံဖွေတယ်မရှိရှိအောင်ရှံကျင်းကောင်းတာတွေဘယ်တော့လုံလို့အကောင်းမမြင်ကောင်းတာတွေဘယ်တော့ပြောပြောဘယ်တော့မှအကောင်းမမြင်အကောင်းမပြောဘူးအပြစ်လောက်ကြီးပဲရှံကျင်းပြီးတော့မြင်တယ်အပြစ်လောက်ကြီးပဲရှံကျင်းပြီးတော့ပြောတယ်ဒါကြောင့်လူပြင်းလူညံ့တို့ရဲ့အသုံးပြတဲ့လက်နက်ကတော့အပြစ်ပြောခြင်းမှာပဲတဲ့ အဲ့တော့သူတို့ရဲ့အပြစ်ကိုတော့ဘုံခွေတဲ့သူများအပြစ်တွေကြီးပဲလိုက်ရှာပွေပြောနေပြီဆိုရင်သေချာတယ်အဲ့ဒါလူပြင်းလူညံ့လူပြင်းလူညံ့နေရဲ့အလုပ်ဒါကြောင့်လူညံ့လူပြင်းလူညံ့စရင်ထဲမှာကိုပါဝန်နေသလားဒါလေးသေချာပြန်ကြည့်ပါဒါငါးနံပါတ်ပေါ့နောက်နံပါတ်6ကတော့ပညာရှိတွေရဲ့ခွန်အားပညာရှိတွေရဲ့ခွန်အားကတော့စူဇန်ဂျင်းပါပဲဗျစူဇန်ဂျင်းမနံပေါ့ ပညာရှိတဲ့ပုဂ္ဂိုလ်တွေကဘာပဲလှုပ်လှုပ်ဘာပဲပြောပြောအကျိုးရှိမရှိအမြဲတမ်းစူးစမ်းလေးလာအမြဲတမ်းစူးစမ်းပြီးတော့ဆင်ញံတုံးတက်အကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်တွေကိုတရားလေးလေးလာဆုံးဆန်းကောင်းမြတ်ဆိုရင်ပညာရှိတို့ရဲ့ခွန်အားဟာစူးစမ်းခြင်းဒါနံပါတ်6နောက်နံပါတ်9ကတော့သူတည်တည်တွေရဲ့ခွန်အားသူတည်တည်တွေရဲ့ခွန်အားကတော့တခြားမဟုတ်ပါဘူးပြလေးလာခြင်းပါပဲ။ လေးလာခြင်းမှာအဲ့ဒါလေးလာခြင်းကသူတေတီတွေရဲ့ခွန်အားပါစူဆောင်းတဲ့အချက်လက်တွေကို ပိုင်နိုင်အောင်လုပ်တဲ့အဲ့ဒါသူတေတီတွေသူတေတီတွေရဲ့ခွန်အားနောက်ဆုံးရှင်းနံပါတ်ကိုပြောပြရစီတော့ပြတတော်စင်တော်ကောင်းတွေဆိုတာရှိတယ်လေတတော်ကောင်းတွေရဲ့ခွန်အားတတော်စင်တတော်ကောင်းတွေရဲ့ခွန်အားတော့ဗျာမျက်နှိုးစင်ကောင်းလိုက်တာဗာလဲလို့မင်းရင်သိခံခြင်းပါတယ်ဗျာသိခံခြင်းပါတယ် ပရောဇင်တော်ကောင်းတို့ရဲ့ခွန်အားဟာတိခဏ်ခြင်းပါတယ်ဗျာ။ဒါကြောင့်ပရောဇင်တော်ကောင်းပုဂ္ဂိုလ်တွေရဲ့လူဆိုးနေပဲတွေ့တွေ့လူရင်းနေနေပဲတွေ့တွေ့လူကက်လူဝေးလူသလိဆန်နေနေပဲတွေ့တွေ့အမြဲတမ်းတိခဏ်တတ်တာဖြစ်တော်ကြောင့်ပရောဇင်တော်ကောင်းတို့ရဲ့ခွန်အားဟာတိခဏ်ခြင်းပါပဲတဲ့။ဒါကြောင့်ပရောဇင်တော်ကောင်းတို့ရဲ့ခွန်အားဖြစ်တဲ့တိခဏ်ခြင်းမြ мян မွေးမြူနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့တရားချမ်းမြေတရားတွေ့ကြပါစေ။ ။တယံချမ်းမြေတယံတွေ့ကြပါစေ။တယံချမ်းမြေတယံတွေ့ကြပါစေ။